ာစီးတွင်လူ120ကျော်သေဆုံးခဲ့ရသည့်ရဲတပ်ဖွဲ့၏စစ်စင်ရေးကိုကန့်ကွက်ဆန္ဒပြဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့ရဲ့တောင်ပိုင်းဆုံမှာဆန္ဒပြသူတွေနိုဝင်ဘာ9ရက်မှာစုဝေးခဲ့ကြပြီးလူ121ယောက်သေဆုံးခဲ့တဲ့ပန်းဟာနဲ့အလီမောင်ရက်ွက်တွေမှာရဲတပ်ဖွဲ့ရဲ့စစ်စီရေးကိုကန့်ကွက်ရှုံချခဲ့ကြပါတယ် ်လူမှုရေးလှုံ့ဆော်မှုတွေအလုံသမားသမဂ္ဂတွေနဲ့ဥပဒေပြုအမတ်တွေကစီစဉ်တဲ့ဆန္ဒပြပွဲတွင်ယူရိုမျိုးရဲ့အုပ်ချုပ်ရေးမှူးကလော်ဒီယိုကက်စတီရိုရဲ့တရားဝင်နေအိမ်ဖြစ်တဲ့ပလာစီရိုဂွာနာဘာရာစီခြေတက်ဆန္ဒပြခဲ့ကြပါတယ်ယူရိုရဲ့ရက်ွက်တွေထဲမှာရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုပေါ်လူရုရဲ့ဒေါသတွေတိုးဝါလာနေချိန်မှာဒီဆန္ဒပြပွဲပပေါက်လာတာပါတခြားလှုံ့ဆော်သူတွေကမြို့သမိုင်းမှာအသေးပြောက်အများဆုံးဖြစ်ခဲ့တဲ့မတားသေးမီကဆစ်စင်ရဲကစီရဲတပ်ဖွဲ့ရဲ့နှီးပြူဟာတွေနဲ့ပြည်내အစိုးရရဲ့အများပြည်သူလုံခြုံရေးပေါ်ချိန်ကပ်မှုက ိုပိုတင်းချက်ဆစ်ဆေးခဲ့ပါတယ်။ဆန္ဒပြသူတွေကတည်တနာအစိုးရစီကတာဝန်ခံမှုနဲ့ရခွင်တွေတွင် စေကျူးကျော်မှုတွေလို့သူတို့တတ်မှတ်ခေါ်ဝေါ်တဲ့အခြေအနေတွေကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။